ထူးကွယ်လွန်တဲ့အပေါ်မှာကိုကျင်းမစာပဲဝေဖန်ခဲ့တယ်ဆိုတာကြောင့်လူအများရဲ့အမုန်းကိုရရှိနေတဲ့ရှန်အောင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Sky Selfish ကနေပြီးတော့ပြန်လည်လို့ကြိုဆိုလိုက်ပါတယ်လက်တလုံးမှာတော့မိန်ကလေးပရိသတ်ကြီးဈာထဲမှာထူးကွယ်လွန်သွားတဲ့တဲ့ရင်ကြောင့်စိတ်မကောင်းဖြစ်လို့နေကြတာပါထူးကမင်းသားတစ်ယောက်နေနဲ့ရုပ်ရှင်ဇာတ်ကားတွေမရရသေးပေမဲ့ကြာရဇဝင်ကဲမှာပြပြောင်တရုပ်ဆောင်နိုင်တဲ့အတွက်ကြောင့်ပရိသတ်ကြီးကအားပေးချစ်ခင်နေကြတာလည်းဖြစ်ပါတယ်အောင်မြင်ကစားအချိန်မှာပဲထူးကွယ်လွန်သွားတဲ့အတွက် ားလုံးကဝမ်းနည်းချိန်ခွဲနေကြတာပါသူကအသက်26နှစ်တာရှိသေးတာဖြစ်ပြီးတော့ဘာယောဂါမှလည်းမရှိပဲဂါမတော်တဆမှုကြောင့်ခွဲလွန်သွားခဲ့ရတာပါတင်ရခြင်းနဲ့အတူတူအပြင်သွားရင်မနေ့တနေ့ခွဲမှာအက်ဆီဒန့်နဲ့ခွဲလွန်သွားခဲ့ရလေဖြစ်ပါတယ်သူကအကားကိုကိုယ်တိုင်မောင်းလာခဲ့တာဖြစ်ပြီးတော့အချိန်ပြင်းပြင်းနဲ့သစ်ပင်ကိုဝင်တိုက်လိုက်တာလို့သိရပါတယ်သစ်ပင်ကိုဝင်တိုက်တဲ့အချိန်မှာ ရှေ့ပိုင်းသာပြက်စီးယုံတယ်မကပဲမောင်းသူဘက်ကတစ်ချမ်းလုံးကိုပါတရွတ်တိုက်ပါပြီးတော့ဆုပ်ပြတ်သက်သွားခဲ့ တာဖြစ်ပါတယ်။ဒါကြောင့်မို့သူကကားထဲမှာညံ့နေပြီးတော့သတိမိသွားခဲ့ပါတယ်။လည်းရစတိုက်ဈေးုံတင်ထားပေမဲ့သတိမလဲပဲကွယ်လွန်သွားခဲ့တာပါ။အခုလိုဖြစ်ရတဲ့အပေါ်မှာသူ့ကိုချက်တဲ့သူတွေကအကျွေးစောရည်ဆိုပြီးတော့နှမျောတသဖြစ်ကြပေမဲ့လည်းတချို့ပြိတ္တတရားတော့သူ့ကွယ်လွန်တဲ့အပေါ်မှာဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။သူကအရက်တီအလွန်အကျွံတောက်ပြီးတော့ကားမောင်းလို့အခုလိုဖြစ်ရတာလို့ဝေဖန်ကြတာပါဒါတည်းမကသေးပဲသူကစိတ်အလွန်ကျွံတုံးနေဆိုတာမျိုးတွေအထိပြောဆိုကြတာပါအခုလိုပ ြောဆိုနေကြတဲ့သူတွေထဲမှာရန်အောင်ကပါပါဝင်နေရဆိုပြီးတော့ပြန့်နှံ့လာတာဖြစ်ပါတယ်။လူဆိုတာဆုံးပါရတဲ့မျိုးမို့အဲ့လိုဖြစ်ဖြစ်နေစရာမလိုဘူးဆိုပြီးတော့ရန်အောင်ကပြောခဲ့ကြအောင် ပြန့်နှံ့လာခဲ့တာဖြစ်ပါတယ်။ရန်အောင်နေနဲ့အခုလိုစကားကိုရေးသားပြောဆိုတာကထူးခွေလွန်နာနဲ့တိုက်ဆိုင်နေတဲ့အတွက်ထူးအဖြစ်ကိုပြောတယ်လို့ယူဆပြီးတော့ဝေဖန်နေကြတာဖြစ်ပါတယ်။ရန်အောင်ကတခါတလေမှစိတ်ထဲရှိရာကိုအရှိအတိုင်းကိုပြောတတ်တာကြောင့်သူပြောတယ်လို့သာအားလုံးကယုံကြည်နေကြတာလည်းဖြစ်ပါတယ်။ ပရိသတ်တွေကတော့ရှမ်းအောင်ကိုကိုချင်းမစာပြောထက်သူတယောက်ဆိုပြီးတော့ဝေဖန်နေကြကြပါသူလဲကြရင်ဂယူးဆိုင်မှာမဟုတ်ဘူးဆိုပြီးတော့တချို့ကလည်းဒေါ်သနဲ့ပြောဆိုလို့နေကြတာပါရှမ်းအောင်မိခင်ဖြစ်သူဆုံးမတဲ့အချိန်တုန်းကဆိုရင်လည်းပူဆွေးတော့ကတွေဖြစ်နေကြတာပါအချိန်ကြာကြီးမဖြေဆဲနိုင်ပဲဖြစ်နေခဲ့သလိုမိခင်ဖြစ်သူကနှစ်သမီးဖြစ်လိုက်စိတ်မချတဲ့ဘဝကိုရောက်နေပြီလို့ပြောလိုက်နဲ့ဆရာမျိုးစုံစီမှတွားရောက်မေးမြန်းနေကြတာပါပြီးခဲ့တဲ့နေ့ကအကယ်ဒမီဘေးဘွဲမှာကိုရိုင်းအမတ်ပေးပြီးတော့ကိုရိုင်း ဒမီယူတဲ့အချိန်ကလေးကရန်အောင်ကိုပရိသတ်တီကသဘောမချပဲဖြစ်နေခဲ့ရတာပါအခုလိုသတင်းတွေထွက်လာပြန်တာမို့ပို့ပြီးတော့စိတ်ပြည့်နေကြပါတယ်အနုပညာလောကမှာကထိတ်တဲမင်းသမီးမင်းသားတွေကိုသာဖူဖူမှုန့်ကြတာပါထိတ်တဲမင်းသမီးမင်းသားတွေနဲ့ဆိုင်တဲ့နာယီမျိုးကိုသာအရေးတူဂယူဒီဇိုင်းလုပ်ကြတာဖြစ်ပြီးတော့ ဇပိုးစရက်အနေနဲ့သိပြီးတော့မအောင်မြင်တဲ့သူတွေကိုဆိုဂရုတောင်မဆိုင်ကြပါဘူးဒီလိုအရာတွေကအနုပညာလောကမှာပုံမှန်အရာတစ်ခုလိုတောင်ဖြစ်နေပါပြီနေရာမပေးဘဲအစင်တန်းကွာခြားတဲ့အရာတွေကြောင့်လဲမြမရုပ်ရှင်လောကကကရက်မျိုးစုံဖြစ်လို့နေတာဖြစ်ပါတယ်သူရဲ့ကွယ်လွန်တဲ့အပေါ်မှာဝေဖန်နေကြတဲ့ပရိသတ်ကြီးအမြင်လေးကိုပြပြပေးခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်လဲပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့ရှင်